ကွယ်လွန်သူတွေနဲ့မိသားစုတွေကိုဂျာကန်ဆက်သွယ်ပေးနိုင်တဲ့အပြင်ကွယ်လွန်မဲ့ရက်ကိုပါချိုးတိတဲ့၁၈နှစ်အရွယ်ဆရာအုပ်ကကြောင့်အလုံးမဲမင်္ဂလာပါဗမစ်နောင်ကနေကျဆွလိုက်ပါတယ်။ဝိညာဉ်ဟောတဲ့ဆရာတွေကတလပိုင်းနဲ့အသက်ကြီးပိုင်းတွေဖြစ်ပေမဲ့ဆရာအုပ်ကကြောင့်ကတော့ခုမှအသက်၁၈နှစ်အရွယ်သာရှိတဲ့သူပံအသက်ငယ်ပေမဲ့လည်းပညာစွမ်းကကြီးမားတာကြောင့်သူ့ထံမှာလည်းတပည့်ခံယူပြီးပညာသင်ယူနေသူတွေကယောက်80ကျော်ခန့်ရှိပါပြီ။ ပညာသင်တဲ့တပည့်တွေထဲမှာအဖိုးရွယ်တွေထိပတ်ဝန်းပေမဲ့ပညာကုန်ကြောင်ရှစ်ခိုးကတော့ခံရတဲ့သူလည်းဖြစ်ပါတယ်။ဆရာဥက္ကကျော်ဟာလွန်ခဲ့တဲ့ရပိုင်းကမှအသက်၁၈နှစ်ပြည့်သွားခဲ့တဲ့သူပါ။ သူရဲ့မွေးနေ့ကိုတပည့်တွေမိတ်ဆွေတင်နဲ့ကျင်းပပြီးတပည့်တွေကရိုးသေသေဆက်ဆံကြတာကိုလူအများစုကသတိထားမိကြပါတယ်။ဆရာဥက္ကကျော်ကသူ့အသက်9နှစ်ရွယ်ကလေးကတုတ်တန်နေမှာကျင့်စနေကိုကျင့်ခဲ့တာပေါ့။တုတ်တန်တစ်ခုတည်းကိုသွားကျင့်တာမဟုတ်ဘဲကိုတင်ချိုင်းအောင်ထားတဲ့ဥက္ကကျော်ကမယ်စင်ကလေးကပါရမီပါလာခဲ့သူဖြစ်ပါတယ်။တုတ်တန်တစ်ခုမှာကျင့်စင်ကိုကျင့်ရင်းနဲ့တုတ်တန်ရှင်မကသူ့ရှိကနေဖြတ်သွားခဲ့တာပေါ့။တမန်လူတွေထက်အစမတန်အရန်ရှည်လျားတဲ့တုတ်တန်ရှင်မကိုမြင်လိုက်ရတဲ့အခါကိုနှစ်ရွယ်သားရှိသေးတဲ့ဥက္ကကျော်ကလန့်ပြီးဖြတ်သွားခဲ့ ဲ့ပါသေးတယ်။အရိကနဲ့စတင်ကအကြတဲ့အမြင့်တက်တွေပွင့်သွားပြီးသူ့အတွက်တော့တုတ်တန်ရှင်မကဖွင့်ပေးခဲ့တယ်လို့ယုံကြည်သွားခဲ့တာပါ။အရိကနဲ့စတင်ပြီးဆရာဥက္ကာကျော်ကကွယ်လွန်သွားတဲ့ဝိညာဉ်တွေနဲ့ဆက်သွယ်ပြီးတော့ဇကားတွေပြောနိုင်တဲ့သူဖြစ်လာခဲ့ပါတယ်။ဆရာဥက္ကာကျော်ကတေစာဒရရဲ့အကြီးအကဲဂိုင်းချုပ်ကြီးဖြစ်ကသူ့စီမအစီရင်လုပ်ချင်သူတွေကလည်းအများပြားရှိနေပါတယ်။အသက်၈၈နှစ်မှာဂိုင်းကြီးကဲလုံလာခဲ့တဲ့တပ်တန်းက၉နှစ်ရှိပြီဖြစ်တာကြောင့်အတွေ့အကြုံတွေကလည်းများပြားနေပါပြီ။ဆရာဥက္ကာကျော်ကအထက်လန်းမှော်အစီရင်တွေကိုလည်းပိုင်နိုင်သူဖြစ်ကအခြေ ချင်ရဲ့အဆင်ပြေအောင်အိမ်တော်ရဲ့အဆင်ပြေအောင်လည်းပြုလုပ်ပေးနိုင်ပါတယ်။ကိုတယောက်တည်းကိုပဲတနန်းဆွဲချစ်အောင် ဖောက်ပြန်တဲ့သူတွေကိုကွဲသွန်းအောင်မကောင်းတဲ့နီလန်သုံးထားသူတွေတံပြန်ထိသွောင်းအောင်လို့ဆရာဥက္ကာကျော်ကအစီရင်တွေကိုလုပ်ပေးတတ်တာပေါ့။ဒါကြောင့်သူထမအချင်ရဲ့အိမ်တော်ရဲ့အပူတော်ကများသူတွေကလာရောက်မေးမြန်းနေရှိကြပြီးတော့ထိရအောင်လည်းပြုလုပ်ပေးနိုင်ပါတယ်။ တချို့တွေကတော့သူသုံးတဲ့နီလန်းတွေကအောက်လန်းနေဖြစ်တာကြောင့်သဘောမချပေမဲ့လည်းထက်ခဲနေသူတွေအတွက်တော့အထက်လန်းတွေအောက်လန်းတွေရွေးချယ်မနေတော့ဘဲလက်တလုံးအဆင်ပြေဖို့ပဲတွေးထားကြတာပါဆရာဥက္ကံကျော်ကဝိညာဉ်တွေနဲ့လည်းစကားပြောဆိုနိုင်တာကြောင့်ကွလွန်ပြီးနောက်ဘယ်ဘဝတွေကိုရောက်နေလဲဆိုပြီးသိချင်လို့လာမေးထားတဲ့သူတွေကလည်းများပြားပါတယ်ဒါပေမဲ့ဝိညာဉ်အဟောကတော့လူတိုင်းကိုဟောပေးတာမဟုတ်ဘဲအမှုအတွက်လိုအပ်တဲ့သူအမှန်တရားကိုတကယ်သိချင်တဲ့သူတွေကိုပဲဟောပေးတာပါဝိညာဉ်ဟောပေးတဲ့ဆရာတွေကအသက်တိုးတက်တာကြောင့်ဆရာဥက္ကံကျော်ကရန်ဖန် ရခါမှသာဟော်ပီတက်သူဖြစ်ပါတယ်။သူဟော်ပီတိုင်းလည်းမှန်ကန်နေတာကြောင့်အာကိုတကြီးနဲ့မင်းမြန်းကြတာပေါ့။ဆရာအုပ်ကကြောကကွယ်လွန်မဲ့ရက်တွေကိုလည်းသိနိုင်တဲ့အထိအစွမ်းကြီးမှသလိုကွယ်လွန်တဲ့ရက်ကိုလည်းရွေ့သွားအောင်ရတရားတွေလည်းပေးနိုင်ပါတယ်။ဒါရီမကအသေးပဲငလျင်မလောက်အောင်လို့အစီရင်တွင်နဲ့လည်းဟန်တားနိုင်တဲ့အထိပညာစွမ်းကကြီးမားနေတဲ့သူပေါ့။အသက်၁၈နှစ်အရွယ်သားရှိသေးပေမဲ့ဒီလိုပညာတွေအလုံးတက်မြောက်နေတာကြောင့်သူထက်အသက်များစွာကြီးတဲ့သူတွေကတော့ ဆရာတို့တလေးတစားနဲ့ခေါ်ပြီးလာရောက်မေးမြန်းနေရတာဖြစ်ပါတယ်။ဆရာဥက္ကကျော်ကိုတာမန်တိုင်းကြည့်ရင်တော့လူငယ်လေးတယောက်လိုထင်ရပေမဲ့လည်းတကယ်လမ်းတွေ့မှာတော့သူ့ရဲ့ပညာကအကြီးကဲတယောက်ဆိုတဲ့နာမည်နဲ့အညီပြေဝနေတာပေါ့။ကွန်လွန်သွားတဲ့သူတွေနဲ့ဆက်သွယ်စကားပြောဆိုနိုင်တဲ့ပညာရက်တွေကိုပရိသတ်ကြီးရောယုံကြည်ရလားဆိုတာဖြစ်ပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများ